ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုထွန်းထက်ဝေထူးထက်ဝေထွန်းထက်ဝေဟောစနေသားစနေသားဖြစ်ဟုတ်ကဲ့ဆရာကြီး23နှစ်ပါဆရာကြီးငငယ်လေးရှိသေးတယ်ဟုတ်ကဲ့မိုးကုန်းပါတဲ့ကြောက်ရောင်းဝယ်လုပ်တယ်ဟုတ်ပြီဒုတိယနှစ်ကျောင်းသားတဲ့ဟုတ်ပြီဗျဟုတ်ကဲ့ဆရာကြီးခင်ဗျာတဲ့လွန်ခဲ့တဲ့15ရက်ကတဲ့အစာအိမ်တွေပူရင်ဘတ်တွေအောက် လေထိုးစိတ်ဖိစီးမှုများရာကနေတဲ့စေကန်းသွားတော့တဲ့ဆရာဝင်ကတဲ့စိတ်ငြိမ်စေထိုးပေးပါတယ်တဲ့ဟုတ်ပြီရင်ညွတ်အောင်ကအလုံးလေးကတဲ့လမ်းလျှောက်ရင်လဲတဲ့အထက်ကိုမြောက်ကျနေပြီတဲ့စကားပြောတဲ့အခါတဲ့အားမပါသလိုမပီမသဖြစ်တရွေးတွေထွက်ကြနေတာတဲ့ဘာဖြစ်တာလဲဗျာတဲ့ဟုတ်ပြီအဲ့ဒါတော့မျိုးဝင်ရှေ့မျိုးကတော့အများကြီးလို့ထင်ရပါမယ်လို့ဟုတ်ကဲ့ဆရာကြီးဆေးတိုင်းရင်းစီးပညာမှာတော့ အကျိုးနဲ့အကြောင်းအကြောင်းအကျိုးမျိုးမှာအကြောင်းကသာအခုပြောသမျှစကားတွေကိုကောက်ချက်ချတဲ့ကမှအပူလွန်နေတယ်ဆိုတာထင်ရှားတယ်ဟုတ်ကဲ့ဆရာအပူလွန်နေတယ်ဆိုတာထင်ရှားတော့အပူကလည်းအကြောင်းလေးခုကြောင့်ပူတတ်ပါတယ်ကံကြောင့်ပူတယ်စိတ်ကြောင့်ပူတယ်ဥရုကြောင့်ပူတယ်အာဟာရကြောင့်ပူတယ်ဟုတ်ကဲ့ဆရာဒါလည်းဒါငယ်တဲ့ရွယ်ဆိုဖြည့်ပြီးဆရာကြီးဖြည့်ကြပေးတယ်ရှားကြည့်နော်ကံဆိုတာက ်ရည်အေးချိုးမလားရည်နွေးချိုးမလားရည်အေးချိုးရမှာရည်အေးချိုးရမှာနော်မှုရနဲ့အိတ်မလားတင်ပြပြနဲ့အိတ်မလားတင်ပြပြနဲ့အိတ်ရမှာအဲအဲ့ဒါလောက်နားလဲရှေ့ဆက်တွေးတော့ပေါ့နော်ဟုတ်ကဲ့ဆရာအဲ့လိုကံကြောင်လဲအပူတွေလျှော့ပါစိတ်အပူဆိုတော့သူများကြောင်မဖြစ်ဘူးကိုကိုကြောင်ဖြစ်တာကဲပါဆရာစိတ်ပြိုတဲ့သူကဘာဖြစ်တတ်လဲကိုနှုတ်တယ်ဆရာကြီးစိတ်ထောင်းတော့ဘာကြည်တယ်ကိုကြည်တယ်ဆရာကြီးကိုစိတ်ကိုသူများကထောင်းလို့ရလားမရပါဘူးဆရာကြီးသူကထောင်းလို့ရအောင် ကျောင်းစိတ်ကိုပျော်ပျော်ထားပါပျော်ပျော်နေရင်တည်ခဲ့တယ်ဆိုတဲ့စကားတုံးရှိပါတယ်စိတ်ထောင်းရင်ကိုကြည်တယ်ဆိုတဲ့စကားတုံးရှိပါတယ်နော်ဟိုဟာတွေးလဲစိတ်ညစ်ရတယ်ဒီဟာတွေးလဲစိတ်ညစ်ရတယ်စိတ်နှောင်ရတယ်စိတ်ရှုပ်ရတယ်ဆိုတာတွေဟာအဲ့ဒါလူရဲ့ကြမ်းမာရေးမှာမကောင်းဆိုးဝါးတွေလို့ပဲမှတ်ပါဟုတ်ကဲ့ဆရာကြီးကျောင်းမလို့ပျော်ပျော်နေတည်ခဲ့တဲ့ဆွဲထုံနှလုံးမူပြီးတော့เนาะအတင်းပျော်ခိုင်းတာမဟုတ်ပါဘူးပျော်ပျော်လေးလေး နေတတ်တဲ့အချိန်ဟာလူတွေအတွက်အကျိုးရှိပါတယ်လို့ပြောချင်ပါတယ်နော်ဟုတ်ကဲ့ဆရာကိုစိတ်ကိုလည်းသူများတွေကအထောက်မခံပါဘူးကိုဝဲထောင်းလို့ကိုဝဲပြင်လိုက်စမ်းပါလို့ဟုတ်ကဲ့ပါဆရာဝမ်းကလည်းတဲ့အမဲတွေသွားပါတယ်တဲ့ဟုတ်ပြီအခုလက်ရှိတဲ့စိတ်ရောကဆေးတွေတောက်နေရပါတယ်တဲ့နာအနာတခြားဆေးတခြားဖြစ်မှာဆိုလို့ဆရာကြီးလမ်းညွှန်ပေးပါအောင်ခင်ဗျာအဲ့ဒါတော့ဝမ်းအမဲသွားတယ်ဆိုတာတော့ဆရာနေနေစိတ်ပူတယ် ဟုတ်ကဲ့ဆရာကြီး ဝမ်းအမဲသွားပြီဆိုရင်ဝမ်းထဲမှာသွေးပါတတ်တယ်ဟုတ်ကဲ့ဆရာကြီးသွေးပါရင်ဝမ်းအမဲသွားတတ်တယ်ဟုတ်ကဲ့ဆရာကြီးအဲ့တော့ဝမ်းမှာဘာချွေးင်းချက်ရှိလဲလို့နှစ်နေရာမှာပေါ့နော်ဟုတ်ကဲ့ဆရာကြီးအစာအိမ်နဲ့လန်ကြောင်အသေးမှာအသေးမှာဟုတ်ကဲ့ဆရာကြီးအစာအိမ်ပါပြီဆိုတော့ အစာအိမ်နဲ့ဆက်နေဦးလန်းကြောင်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးနောက်တစ်ခုအသေးပါဟုတ်ကဲ့ဆရာကြီးအဲ့ဒီနှစ်ခုတစ်ခုမှာတော့အားနဲ့နေလို့ရှိတာပါဟုတ်ကဲ့ဆရာကြီးဖြစ်နိုင်ချေများတာတော့အသေးကြောင်ဖြစ်နိုင်ချေများပါတယ်ဟုတ်ကဲ့ဆရာကြီးအသေးကြောင်ဖြစ်နိုင်နေများတယ်ဆိုတော့အဲ့ဒီအသေးနဲ့ပတ်သက်လို့ရှောင်ရံလေးနဲ့ဆောင်ရံလေးဆေးရတောက်အကြံပေးလိုက်မယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီနှစ်ခုရှောင်တာနဲ့ကိုတက်တာသွားလိမ့်မယ်ဟုတ်ကဲ့ဆရာကြီးတစ်ကအကြော်လေးလုံးဝမစားပါနဲ့ ဟုတ်ကဲ့ဆရာကြီးအဆက်တွေကိုရှောင်ပါဟုတ်ကဲ့ပါဆရာကြီးဥပမာအားဖြင့်ဤကြကွေးစမှုစားဘုရားကျော်မစားပါနဲ့ငါးကျော်ချက်ကျော်မစားပါနဲ့ကလေးတွေစားတဲ့အာလူကျော်ငုံ့ကျော်မစားပါနဲ့ဟာဒါဆိုကျွန်တော်စားစရာမရှိတော့ဘူးလို့ထင်ပါဆိုလို့အချင်းနဲ့အခါများများစားပြီပါအချင်ရလေးပဲအကောင်းဆိုတာဒိန်ကျင်တို့မကြီးဖြော်ရီတို့တိစုံချင်ဟင်းတို့ပေါ့အခါကလေးပဲ မေဇီလီရဲ့ဂွေတော့ရဲ့ပေါ်ပန်းပြူရဲ့ပေါ့ဒါတွေကဆရာကြီးရဲ့လွယ်လွယ်ပြောသလိုပစ္စည်းရှာရမှာလည်းပဲလွယ်လွယ်ပဲကိုရက်ွယ်တဲ့ဈေးမှာတနိုင်ငံလုံးမှာစက်နှစ်ရာစီရတဲ့အသီးရွက်တွေပါအဲ့ဒါလေးတွေကိုအစာလဲစီးစီးလဲအစာဆိုရထုံးကိုလုံးမှုပြီးတော့မိဝဲချင်းအဖြစ်ဆေးတောက်ပြီးတကယ်သူကိုတအားအတွက်ယောဂတက်တာတော့မှာပါလို့ အားပေးစကားလည်းပြောကြပါတယ်အခြားနောက်တော့နာတော်တာဆင်တဲ့သူတွေပဲတိုင်းနာကျင်သုံးခြင်းအဖြစ်ယောဂါတွေချမ်းသာကြပါစီလို့မေတ္တာပို့သလိုက်ပါတယ်ကျေးဇူးတင်ပါအားလုံးစာဝနာခင်ဘုရားရှင်ကြပါစီ